အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကလည်းကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဒီနေ့ရဲ့နောက်ဆုံးရအားကစားသတင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ Argentina Club Republic အသင်းကပြီးခဲ့တဲ့ FIFA Club World Cup ပြိုင်ပွဲမစတင်ပြီးမှနာမည်ကျော် Superstar Cristiano Ronaldo ကိုချိုးပန်းခဲ့ကြောင်းဥက္ကဋ္ဌဖြစ်သူကအတည်ပြုခဲ့ပါတယ်။နီးပြဖြစ်သူ Galeno ကလည်းအတည်ပြုခဲ့ပြီးတော့ Ronaldo ကို Club World Cup ပြိုင်ပွဲအတွက်ကျွန်တော်တို့ချိုးပန်းခဲ့သလိုတစ်ဖက်မှာဒါဝင်းနူးညက်ကိုလည်းသူတို့ချိုးပန်းခဲ့တယ်။ဒါပေမဲ့ Cristiano Ronaldo ကငင်းဆိုင်ခဲ့ပြီးအာနာဆာမာဆက်နေဖို့ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံကနေ2025 26ဘောလုံးရာသီမှာတော့သူတို့လိပြိုင်ပွဲမှာပထမဆုံးအချိန်နိုင်ငံခြားသားဂိုးသမားတွေကိုစတင်အသုံးပြုခွင့်ပေးမှာပါတောင်ကိုရီးယားလိမှာကနိုင်ငံခြားသားဂိုးသမားကို1996ကနေစတင်ပိတ်ပင်ခဲ့တဲ့ 1996မှာတော့လိပြိုင်ပွဲအသင်းတိုင်းကပြည်တွင်းဂိုးသမားတွေကိုပဲတုံးရပြီးလဝင်းစင်အတွက် local ဂိုးသမားတွေပုံမတိုးတက်အောင်ပြုလုပ်ခဲ့တဲ့အဲ့ဒီပိတ်ပင်ချက်က28နှစ်အကြာမှာပထမအဆုံးချိန် နိုင်ငံခြားသားကိုယ်သမားကိုကိုရီးယားကေလီမှာစတင်အသုံးပြုခွင့်ရရှိတော့မှာဖြစ်တယ်။ဆော်ဒီအာရေဗျာကလပ်ဖြစ်တဲ့အာဟီလာအသင်းကတေယိုဟန်နန်ဒက်စ်ကိုထပ်ပြီးတော့ကာလန်လိုက်ပါတယ်။ဒီစားမကိုလက်ရှိမှာအက်တလက်တီကို မတ်တွေကပြောင်းရွှေ့ခြေ15တန်းနဲ့ကာလန်ထားပေမဲ့ AC Milan ကပေချထားတယ်။လက်ရှိမှာတော့တေယိုဟန်နန်ဒက်စ်ကို အာဟီလာကယူရို28တန်းနဲ့ကံလန်ထားပြီးမီလန်ကတန်30တိတောင်းဆိုထားတယ်။ကစားမဘက်ကတော့ဆိုဒီကိုပြောင်းဖို့ဆန္ဒမရှိဘူးဆိုပြီးမြင့်ဆန်ထားစေဖြစ်တယ်။ဘိုင်မြူနစ်အသင်းကလည်း AC မီလန်ရဲ့တောင်းပန်ကစားမဝါဖီယယ်လေယိုကိုချဉ်ကပ်ရရှိပါတယ်။နီကိုဝီလျံကိုရဖို့မရှိတော့တဲ့အတွက်ကြောင့်ရာဖီယယ်လေယိုဘက်ကိုလှည့်ထားတာဖြစ်ပြီးတော့ဘိုင်ယန်ကိုတိုင်ကဒါလက်ရှိမှာ အေစီမီလန်ကထွက်ပိုဖြစ်နေတဲ့ပိုတဂီတောင်ပံကစားသမားကိုယူရို80လောက်နဲ့စတင်ကမ်းလှမ်းဖို့ရှိကြောင်းဖာဘီစီယိုကအတည်ပြုထားပါတယ်။ပါရီစိန့်ဂျဲမင်အသင်းကဘုံပေါက်ရဲ့ယူကရိန်းနောက်ခံလူစပန်းကြီးကိုဆွေးနွေးမှုကပယ်ချခံရတယ်။ကစားသမားကိုတော့2030ခုနှစ်ထိ9နှစ်စာချုပ်ကမ်းလှမ်းမှုကပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိထားတာဖြစ်တဲ့ PSG ဘက်ကယူရို60ပေါင်50ကျော်နဲ့ကမ်းလှမ်းခဲ့ပေမဲ့ ပုံမောက်ကအိုက်ကန်လာမှုကိုပယ်ချပြီးတော့သူတို့ရဲ့ယူကရိန်းနောက်ခံကစားမတော်လက်ရှိမှာ55တန်းကနေ190ထိလိုချင်တယ်လို့ဆိုလိုက်ပါတယ် ်ဘာဆိုနာအသင်းကနီကိုဝီလျံအပြောင်းရွှေ့ကိုတရားဝင်နိုင်ဖို့အစွမ်းကုန်ကျူလုပ်လျက်ရှိတယ်လာပိုတာတို့ကတော့ကလပ်ဘက်ကလိုအပ်တဲ့ financial document တွေစာရစာတမ်းတွေအားလုံးကို လာလီကာကို ပေးသွားနိုင်ဖို့အဆင်ပြေတဲ့အတွက်ဒီအပြောင်းရွှေ့ဖြစ်လိမ့်မယ်ဆိုပြီးတော့ Mando Dipo Dipo report ကဖော်ပြပါတယ်ဘာဆိုနာကကိုဘီဟေကင်ရဲ့ဓာတ်မှတ်လူငယ်စားမရူနီဘာဂျီဆိုတဲ့ chatlet လေးကိုစိတ်ဝင်စားလည်ရှိတယ်ဒီစားမကပရီးမီယာလိဂ်ကလပ်တဲ့အများစုနဲ့သတင်းထွက်တယ်ထော့နန်နဲ့ပါသတင်းထွက်ပြီးတော့ အာဇာဒရိုက်တာဒေကူကဒီဇာမကိုတော်တော်လေးသဘောကျတယ်လို့ဆိုပါတယ်တစ်ဖက်ပါတော့လက်ရှိနေထားရဘာဆိုနာအသင်းကိုမာကက်စ်ဝက်ရှိုကပြောင်းဖို့ဆန္ဒအပြေအဝါရှိပြီးရက်ဖို့နေနဲ့ဘာဆိုနာကိုရအောင်ပြောင်းဖို့ယုံကြည်နေစေဖြစ်တယ်လို့ဆိုတဲ့မန်တိုဒီပိုဒီပိုရပိုရဲ့အဆိုအရမာကက်စ်ဝက်ရှိုရဲ့အေဂျင့်ကမန်ချက်စတာယူနိုက်တက်ကထွက်ပြီးတော့ဘာဆိုနာနဲ့ဆွေးနွေးတာပံပေမဲ့နီကိုဝီလျံပြောင်းရွှေ့ကြောက်ခက်ခဲနေတာဖြစ်တယ် ဒါပေမဲ့လည်း Rushford ကဘာဆိုနာအသင်းကိုနောက်ဆုံးမှာအငားနဲ့တွားကစားလဲထွက်ခွာဖို့အသင့်ရှိကြောင်းဆိုထားပါတယ်။ Real Madrid အသင်းက Santiago Bernabeu ကိုအသစ်ပြန်လဲတည်ဆောက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာကွင်းပတ်လဲမှာဆိုင်ပေါင်းမြောက်များစွာနဲ့ Santiago Bernabeu ရဲ့ကြော်ညာစိတ်နဲ့အဆဆာရာကြောင့်တရက်ကို American Dollar 3000ထိဝင်ငွေရရှိနေတယ်လို့ပြီးခဲ့တဲ့နှစ်အတွင်းမှာ Madrid ကဒီကွင်းကနေ 354တန်းထိရရှိခဲ့ပြီးတော့ match day နေ့မှာဆိုရင်အဓိကရရှိတာလည်းဖြစ်တဲ့ Real Madrid အသင်းရဲ့နီးပြ Javi Alonso ကတော့သူတို့အသင်းရဲ့ကစားသမားတွေရဲ့ rotation နဲ့သူ့ရဲ့ပထမ set တယောက်ကိုအရင်ဆုံးရှာဖွေသွားပြီးအကောင်းဆုံးဖြစ်နိုင်မဲ့ set တယောက်ကို ရွေးချယ်မှာဖြစ်တယ်လို့ဆိုထားပါတယ်။တစ်ဖက်မှာတော့ချက်စီအသင်းကိုအနိုင်ရခဲ့တဲ့ပွဲမှာချက်စီနဲ့အာစနယ်ခွင့်လက်ကစားမဟောင်းဂျော်ဂျင်ယိုကကျွန်တော်တို့ဖလာမင်ဂိုဟာချက်စီကိုကောင်းကောင်းဒုက္ခပေးနိုင်ရွက်ရှိတဲ့အတွက်ဒီပွဲကိုကျွန်တော်တို့နိုင်လိမ့်မယ်လို့အစိုးကြီးတွေကယုံကြည်မှုရှိခဲ့ပြီးတော့သူတို့ကိုဒီပွဲမှာပဲကျွန်တော်တို့အကောင်းဆုံးစွမ်းဆောင်ပြခဲ့တယ်ဆိုပြီးတော့ချက်စီကဖလာမင်ဂိုကို၃ဂိုးတကူနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲပြီးမှဂျော်ဂျင်ယိုကပြောခဲ့တာဖြစ်ပါတယ်။ယူကာဆယ်ယူနိုက်တက်ကတော့တကယ်လို့အာလစနာအီဆာ က်ကိုလိုချင်ရင်ပေါင်တန်း150နဲ့စတင်ဆွေးနွေးရမယ်လို့သူတို့ရဲ့ကြံကင်းစည်းကိုစတင် ပြောထားခဲ့ပြီးတော့ဒီပြောင်းရွှေ့က Telegram ရဲ့ဖော်ပြချက်အရလီဗာပူးကတကယ်ကြိုးပမ်းရင်စံချိန်တင် ပြောင်းရွှေ့ချင်နေမာရဲ့ပေါင်တန်းနေရာလောက်ထိ ရောက်လာနိုင်ပွဲရှိကြောင်းဆိုပါတယ်လီဗာပူးကတော့ Milos Kakic ကိုပေါင်တန်း40နဲ့ခေါ်ပြီး2030ထိသဘောတူလိုက်ပါပြီဒီစားမဆိတ်ဆစ်မှုပြီးတာနဲ့လီဗာပူးဘက်ကတရားဝင်ကြေညာမှာဖြစ်ပြီး ်ပြောင်းရွှေ့ခြင်းတန်း၄၀ပေးရမှာဖြစ်တယ်လီဗာပူးက Florian Vers ကိုလည်းတရားဝင်ကြေညာခဲ့ပြီးနောက်ဒီစားမလဲ Anfi ကိုရောက်ရှိလာတယ်လီဗာပူးမှာရနိုင်မဲ့ supply တွေအားလုံးကိုရယူသွားဖို့နဲ့ Premier League Champion ထပ်ဖြစ်ဖို့နဲ့ Champion League မှာပါပိုဆွဲဖို့ရည်မှန်းထားတယ်လို့ဆိုပါတယ်လီဗာပူးရဲ့နောက်ခံကစားမ Jared Consars က Bayer Leverkusen ကိုပြောင်းရွှေ့ပါပြီဒီကစားမလေးကပွဲထွက်ခွင့်ရဖို့မတိကျတဲ့အတွက် Bayer Leverkusen ကိုပေါင်တန်း30 plus အပိုးစုချင်းဝင်၅တန်းနဲ့ပြောင်းရွှေ့ဖို့သဘောတူလိုက်တာဖြစ်တယ်။နာပိုလီသင်းက AC မီလန်ကိုကျော်ပြီးတော့ဂျီဒန်ဆန်ချိုကိုခေါ်ယူဖို့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိပါပြီ။ပရိရှာတော်မန်ကလည်းစိတ်ဝင်စားနေတဲ့ဆန်ချိုကိုဒီမာစီယိုရဲ့ပေါ်ပြချက်အရပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရပြီးအန်တိုနီယိုကွန်တီအသင်းကိုပြောင်းဖို့သဘောတူတဲ့ယူရို25တန်းပြောင်းရွှေ့ချင်းကိုပဲဆက်ပြီးဆွေးနွေးဖို့ရှိပါတယ်။ မန်ယူနိုက်တက်ကထွက်ပြီးမိုနာကိုကိုပြောင်းမယ်ဆိုတဲ့သတင်းတွေအားလုံးကိုဖာဘီစီယိုကပြန်လည်ညှင်းဆန်ထားပြီးအိုနာနာရဲ့သတင်းကမှားယွင်းတဲ့သတင်းဖြစ်တယ်လို့ဆိုလိုက်တယ်။အရှိမအန်ဒရီအိုနာနာကမန်ချက်စတာယူနိုက်တက်မှာပဲဆက်နေချင်ပြီးအသင်းကထွက်ခွာဖို့ဆန္ဒမရှိကြောင်းဆိုပါတယ်။အန်ဒရီကလည်းယူနိုက်တက်ကထွက်ပြီးလောက်ခလာစာ30ရာခိုင်နှုန်းလောက်ထိရှော့ယူပြီးဘတ်တစ်ကိုပြောင်းဖို့လုပ်နေတယ်။ဘတ်တစ်ကယူနိုက်တက်ကို နှစ်သိန်းပိုင်ကစားမပုံစံနဲ့သူတို့ကပို့ပြီးတော့ပါတဲ့ image right ကိုရယူဖို့ကံလန်ထားပြီးတော့အန်တနီကလည်းတပတ်ပေါင်တသိန်းခွဲကနေ30ရကနှုန်းထိလာစာလျှော်ယူပြီးဘတ်တစ်ကိုပြောင်းဖို့ပြင်ဆင်နေပါတယ်။ Tottenham Hotspur ကဘုံမောက်ရဲ့တောင်ပန်ကစားမ Antoine Semenyo ကိုသတ်သွဲခဲ့ပြီးကံလန်ခဲ့တယ်။ဒါပေမဲ့ဘုံမောက်ကသူတို့ကစားမကိုပေါင်65တန်ကနေတန်း80ထိတတ်မှတ်တဲ့အတွက်ဒီပြောင်းရွှေ့ကစပါဘက်ကပေးချီလို့ခြင်းမရှိကြောင်းတုံ့ပြန်ခဲ့ပါတယ်။ ထော်တန်ကလည်းလက်ရှိမှာ Brian Abwemo ကို Man United လိုပဲစိတ်ဝင်စားနေတဲ့အချိန် United ရော Spurs ကို Brentford အသင်းက Abwemo ကိုလိုချင်ရင်အနည်းဆုံး62.5တန်ကနေတန်းခနဲ့စတီပေးရမှာဖြစ်ပြီးပြောင်းရွှေ့ချေတိုးမြင့်ကာလမတာလက်ခံဖို့ရှိချောင်းဆူထားပါတယ် Chelsea တင်ကတော့အခု Newcastle United တိတ်ဝင်စားနေတဲ့ Brighton ရဲ့ Joao Petro ကို ကြားဖြတ်ခေါ်ယူဖို့လုပ်နေတယ်23နှစ်ပဲရှိတဲ့ Brazil တိုက်စစ်မှုကို Chelsea ကပြီးခဲ့တဲ့ရက်ပိုင်းကဆွေးနွေးခဲ့ပြီးမှဒီလာမာကိုပေါင်63သန်းနဲ့ခေါ်နိုင်ဖို့စတင်ဆွေးနွေးနေတာဖြစ်တယ် Chelsea နီးပြား Andrew Maresca ကကလပ်သင်းအနေနဲ့ Mikelo Motrić နေရာမှာအစားထိုးမဲ့သူတစ်ယောက်ကိုရှာဖွေပေးမယ်လို့ကတိပေးထားတယ်လို့ဆိုပါတယ်တောင်ပံကစားမတယောက်တေချာပေါက်ရှာပွေမှာဖြစ်တဲ့ဆန်ချိုရောမိုးတွေ့ရောမရှိတဲ့တောင်ပံအတွက်သူတို့တောင်ပံကစားမတယောက်ခေါ်ယူမှာဖြစ်ကြောင်းဆိုလိုက်တယ် နီကလက်ဂျက်ဆင်ကဟိုတနေ့ကဖလာမင်ကိုနဲ့ပွဲမှာထုတ်ခံရတာနဲ့ပတ်သက်လို့ပေးသက်တွေကိုတောင်းပန်စာထုတ်ပြန်ခဲ့သလိုနီပြအန်ဒရူမာစာကလည်းဂျက်ဆင်ရဲ့အနီးကပ်ကတော့ဘာမှပြောစရာမရှိအောင်ကိုမှာရင်းခဲ့တဲ့သူ့ရဲ့ခြေနေကြောင့်အခုလိုမျိုးအနီးကပ်ထိုက်တန်နေလို့သူကဝန်ခံခဲ့ပါတယ်ဗစ်တယူကရက်ကတော့လက်ရှိချိန်ထိအာစနယ်ကိုပြောင်းရွှေ့ချင်နေသေးပါစပိုတင်လစ်ဘွန်ကထွက်ပြီးတော့ပြောင်းနိုင်ဖို့ရာဟိုကီမန်တက်စ်ဖြစ်တဲ့စူပါအေဂျင့်ကိုဆက်သွယ်ထားပြီးတော့ အာစနယ်အသင်းကိုအရင်သဘောတူထားတဲ့စပိုတင်နဲ့သူကြကယိုကြီးစာချုပ်နဲ့ပဲထွက်ပေါ်မျှော်လင့်ထားပြီး အာစနယ်ကိုနောက်ဆုံးအချိန်ထိစောင့်မျှော်လျက်ရှိကြောင်းဆိုပါရယ်အာစနယ်သင်းကမိုဟာမက်ကူဒုစ်ကိုဆွေးနွေးမှုပြုလုပ်ပြီးတော့ခေါ်ယူဖို့ option ခုနေနဲ့စဉ်းစားလျက်ရှိတယ်ဒီလီမေးမှာဖော်ပြချက်အရအာစနယ်ဟာကူဒုစ်ရဲ့အခြေအနေကိုတောင်းလျှောက်စောင့်ကြည့်နေပြီးတော့ဒီစားမောက်ကိုခေါ်ချင်နေပြီးပြောင်းရွှေ့ချေ86တန်းထိကိုတော့ပေးချေဖို့အစီအစဉ်မရှိကြောင်းဆိုလိုက်တယ်။နော်နီမာဒူအေကေအပါဝင်အာဆင်ကတောင်ပံကစားမတယောက်ကိုတင်ကြပေါက်ခေါ်ယူဖို့ကြိုးပမ်းနေတဲ့အတွက်ဂါဘရီယယ်မာတင်နယ်လီကိုကလပ်ဘက်ကပြန်လေ ယ်ရောင်းချဖို့ရှိနေတယ်။ကလပ်အနေနဲ့အခုလောလောဆယ်မှာမာတင်နယ်လီကိုရောင်းဖို့အစီအစဉ်မရှိပေမဲ့သူတို့လိုချင်တဲ့ပြောင်းရွှေ့ခြင်းမျိုးရရင်တော့စဉ်းစားဖို့ရှိကြောင်းဆိုပါတယ်။ Manchester City အသင်းရဲ့တာဂက်ဖြစ်ခဲ့တဲ့ Morgan Kipwai Ka City ကိုပြောင်းဖို့ဆန္ဒပြေဝါရှိကြောင်းဆိုပါတယ်။ဆော်ဘိုင်တုံးကဖက်ကွာဂျူလောကသဘောချပေမဲ့ပြောင်းရွှေ့ခြင်းဈေးကြီးလို့ City ကသူ့ကိုခေါ်ယူခြင်းကိုရပ်တန့်ခဲ့တာပါ။ မန်စီးတီးသင်းရဲ့ကွင်းလင်ကစားမဂျက်ဂရီလစ်ကအသင်းပြောင်းရွှေ့ဖို့အတွက်အခုလက်ရှိမှာလောက်ခလာစာရှုပ်ယူဖို့စဉ်းစားနေရှိတယ်။တပတ်ကို3သိန်းထိရတဲ့သူ့အနေနဲ့ကလပ်သင်းကထွက်ပြီးအသင်းပြောင်းဖို့ရေးကိုစတင်ရှာဖွေနေပြီဖြစ်ကြောင်းဆိုပါတယ်။ FA ကတော့လာမယ့်နှစ်မှာ WSL အမျိုးသမီးစူပါလိဘလုံးပြိုင်ပွဲကိုအသင်းတိုးမြင့်မှာပုံပင်မဲ့ 2026 29ရာသီမှာတော့14သိန်းထိတိုးမြင့်ပေးဖို့သဘောတူညီမှုရရှိခဲ့ပါတယ်။လီဗာပူးအပါအဝင် ထိပ်တန်းကလပ်တွေအားလုံးလိုချင်တဲ့မာကေဟီကလက်ရှိမှာသူ့ကိုအေချမ်းကစင်ဆက်သွယ်ထားတဲ့အသင်းတွေကလီဗာပူး၊ချယ်ဆီ၊အာစနယ်၊နျူကာဆယ်၊ထော့တနမ်၊ဟော့စပါ၊ဘိုင်ယန်နဲ့ဘာစလိုနာအသင်းတွေဖြစ်ကြောင်းသူကဝန်ခံခဲ့ပါတယ်။ဝူဗာဟန်တန်ကလည်းမတီးယပ်စ်ကူညာနေရအစားထိုးဖို့အတွက် လက်ရှိမှာဆယ်တာဗီโกရဲ့ကစားမဖယ်လိုပက်စ်ကိုခေါ်လိုက်ပြီးပြီးတော့ပြောင်းရွှေ့ချေ25တန်းနဲ့အပိသက်ရောက်ရှိလာပါပြီခရစ်စတယ်ပဲလစ်ကသူတို့ရဲ့ပိုင်ရှင်တဲကရှယ်ယာရှင်ကသူ့ရဲ့ရှယ်ယာတွေကိုနယူးယောက်ချက်ရဲ့အုံနာဝူဒီဂျွန်ဆန်ကိုတန်း190နဲ့ရောင်းဖို့ဆွေးနွေးနေပြီးတော့တကယ်လို့အပြောင်းရွှေ့ပြီးတက်မယ်ဆိုရင်တော့ပဲလစ်ကယူရိုပါလိပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိမှာဖြစ်တဲ့ Northern Forest ကလည်းအခုလက်ရှိ Club World Cup မှာခြေစွမ်းပြနေတဲ့ Botafogo ရဲ့ကစားမ မှာဘရာဇီးတိုက်စီမှုအီကာဂျေဆူးနဲ့နောက်ခံလူခုညာတို့နှစ်ယောက်ကိုခေါ်ယူဖို့နောက်ဆုံးဆင့်ရောက်နေပြီးတော့ကလပ်ဝေါ်ကပ်ပြီးမှဖော်ရက်စ်ကိုရောက်လာဖို့ရှိကြောင်းဖော်ပြထားပါတယ်။ဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားသာစင်ပါအားလုံးကျေးဇူးတင်ပါတယ်။